အားလုံးပဲမိင်္ဂလာပါဇွေဘလော့လေးရနေပြီးတော့ပြက်လေးကြိုးကြိုးလိုက်ပါတယ်ဒီနေ့တော့အရန်ကိုစားလို့ကောင်းပြီးတော့ထမင်းမိန်နဲ့ဝက်လက်ဖက်လေးချက်စားဖြစ်ပါတယ်ရှင်ဇေးရနေပြီးတော့ဝက်သုံးတက်သားလေးဝယ်လာတယ်ပြီးရင်တော့မီးတံသွင်းငှက်လျှောက်လေးလည်းဝယ်ခဲ့တယ်ပေါ့နော်ဖွားထွေးကငပိရှင်ဇက်လက်ဖက်နဲ့လေးရဲ့ချမောင်ရွယ်လေးရဲ့ဝယ်ခဲ့ပါတယ်ရှင်ဒီဖွားထွေးငပိရှင်ဇက်လက်ဖက်နဲ့လေးရကြတော့ဖွားထွေးရနေပြီးတော့အစ်စ်ထုတ်လိုက်တဲ့ product လေးပေါ့နော်။သူ့မှာက လပတ်အရသာလေးရဲ့ငပိရဲ့လေးပင်နဲ့အရသာလေးရဲ့ချင်းချင်းဆက်ဆက်လေးရဲ့ဆိုတော့လေဇိုးတို့လိုမျိုးချင်းဆက်ကြိုက်တဲ့လူတွေအတွက်လုံးဝကွက်တီပါပဲရှင်။ကဲအရင်ဦးဆုံးတော့ဇေယဝယ်လာတဲ့ဝတ်သားလေးတွေကိုရေးစေးတန်းစင်လိုက်မယ်။အရသာအတွက်ကတော့စားလေးတွေရဲ့ပြီးလို့ရှိရင်တော့အရသာမုံလေးပေါ့နော်အချိုမုံလေးနည်းနည်းရဲ့ဆက်နွှဲမုံလေးရဲ့ပြီးရင်တော့ဒါကျူးချင်းလေးပေါ့နော်လက်တက်စစ်လောက်ထောင်းထားတာပါ။ပြီးရင်တော့ ကျက်သွန်ပြူကျက်သွန်နီလေးကြိတ်ပြီးတော့ထည့်လိုက်ပါတယ်။ငံပြာကြီးလေးနည်းနည်းရယ်ဇူဟာထုံးစံအတိုင်းငပီလေးနည်းနည်းလေးထည့်လိုက်ပါအောင်မယ်ရှင်းစိမ့်စားငပီလေးပေါ့နော်။ဒါလေးကိုအရသာလေးတွေစိတ်ဝင်သွားအောင်သူတို့လက်ကလေးနဲ့ နေပြီးတော့ပေါ့နော်15မိနစ်လောက်တော့ဇူးနှက်ထားလိုက်ပါမယ်။နိုင်ဝဲ45မိနစ်လောက်နှက်ထားလဲကောင်းပါတယ်။ကြာကြာနှက်လေးအရသာစိတ်ဝင်လေးပေါ့နော်။ဇူးကတော့15မိနစ်လောက်နှက်ပြီးတော့မီးဖို့လေးပေါ့မှာရေလေးနည်းနည်းလေးထည့်ပြီးတော့မီးအေးလေးနဲ့လုံးလိုက်ပါမယ်ရှင်။ဝက်သားတွေကစီလေးတွေထွက်လာသည်ထိပေါ့နော်။အဖုံးလေးအုပ်ပြီးတော့အဲလုံးထားလိုက်ပါမယ်ရှင်။ မိနစ်40လောက်မိအေးအေးလေးနဲ့လုံးထားပြီးတော့အခုလိုမျိုးအရှိန်လေးပေါ့နော်ရလာပါတယ်ဝတ်သားတွေကစီလေးတွေထွက်လာပြီးတော့အသားလေးလည်းနူးဣနေပြီပေါ့နော်အဲ့လိုချိန်ရောက်မှာအခုလိုမျိုး ဖွာထွေးငပိရှင်ဇက်လက်ဖက်နဲ့လေးကိုထည့်လိုက်ပါမယ်ရှင်ဇူဟာဝတ်သား90သားချက်တာပေါ့နော်ဝတ်သား90သားကိုမှဖွားထွေးငပိလက်ဖက်လေး၃ထုပ်ထည့်ပါတယ်ရှင်ငပိအရာသားလေးရဲ့ဝတ်သားရဲ့ရှို့တဲ့အရာသားလေးရဲ့ပေါင်းပြီးတော့လေးထမင်းစားလို့တော်တော်လေးမိန်ပါတယ်ဇူတို့အရန်ကိုကြိုက်ပါတယ်ရှင် ဒီဘွားထွေးငပိချင်ဇက်လက်ဖက်နဲ့လေးဟာငပိလက်ဖက်လို့ပြောပေမဲ့လက်ဖက်ရဲ့မူလအရသာအညွတ်နဲ့အရသာလေးလည်းမပြောက်သွားဘဲနဲ့ငပိရဲ့လေးပင်နဲ့အရသာလေးရဲ့ချင်းချင်းဆက်ဆက်အရသာလေးရဲ့ပေါင်းပြီးတော့ဇူးတို့လိုမျိုးလက်ဖက်ကြိုက်တဲ့လူချင်းဆက်ကြိုက်တဲ့လူတွေအတွက်လုံးဝကွက်တိပါပဲရှင်ငါပီလက်ဖက်လေးဖောက်ထည့်ပြီးပြီဆိုရင်တော့ဝတ်သားတဲ့ကိုလက်ဖက်ရဲ့အရသာလေးတွေစိတ်ဝင်သွားအောင်မီးအေးလေးနဲ့ဇူး7မိနစ်လောက်လေးဆက်ထားလိုက်မယ်ပေါ့နော်ကဲဒီမှကြည့်လုံးဝကိုစားကျင်စရာကောင်းတဲ့ ဝက်လက်ဖက်ပေါ့နော်ဖွားထွေးရဲ့ငပိချင်းစက်လက်ဖက်နဲ့လေးနဲ့ရှက်ထားတဲ့ဝက်လက်ဖက်လေးရပါပြီဝက်လက်ဖက်နဲ့တွဲစားဖို့အတွက်မိဒံသွဲငါချောက်လေးကိုလည်းကျက်သွန်ဖြူနီလေးနဲ့အခုလိုမျိုးကြော်လိုက်ပါတယ်ဒါကတော့အည်တော့ချမောင်ဟင်းရီလေးပါရှင်ဒီရတော့အကျင့်ပါနေရ။နေမှာဆုလူတောက်တာပါဒီမှာ။ဒါလေးရဒီမှာ။တစ်ဖက်လေးနေပါတော့။ဖားထွေး ညပစ်ချင်းစလဖက်နယ်လေးနဲ့ရက်ထားတယ်ဝက်လဖက်လေးပါလဖက်လေးလည်းမထည့်မဲစားလားလဖက်ဘဝတာဟောသူအရန်ကြိုက်တာချက်ကလေးကမွေးနေရဒါကမြုပ်ပြီးကြော်လေးဒါမီးတံဆိုငါရှောက်နေမြုပ်ပြီးကြော်လေးပါရှင်လူလေးနေစားအနစ်ကလေးပေါ့နော်လက်ဖက်အနစ်ကလေးနဲ့နေစားပေါ်သားထဲမှာလည်းလက်ဖက်ကစိတ်ဝင်နေရတယ်ရှယ်ပဲ 찾아봐오심. 음. 그래. 그래도 사랑하네. 是吗？有人来点。 ဝသားလေးနဲ့လက်ဖက်လေးနဲ့တော်တော်လိုက်တယ်ဟုတ်လားဝသားကနူးအင်းဒီဝသားရဲ့ဟောပါနော်လက်ဖက်ရဲ့အရသာလေးကစင့်ဝင်နေတော်တော်လေးစားလို့ပါနေ

谢谢呗。嗯。嗯。现在被拜掌 တော်ဒီဘာတွေလက်ဖက်ငပိရှင်တဲ့လက်ဖက်နဲ့လေးရလေတော်ငပိရတာလေးရောချင်းချင်းဆက်ဆက်နဲ့လက်ဖက်ရဲ့ရတာလေးရောဆိုတော့ဒီလိုမျိုးဝတ်သားနဲ့ပဲချက်စားစားလက်ဖက်သမင်းလိုမျိုးလေနယ်ပဲစားစားပေါ့နော်ဒါမှမဟုတ်လို့ရှင်လေအကျော်ဆန်လေးတွေနဲ့ဒီလက်ဖက်အသားလေးနဲ့ပဲစားစားချင်းချင်းဆက်ဆက်နဲ့လေးလေးပင်ပင်ကြိုက်တဲ့လူတွေအတွက်ကတော့လောကွက်တည်တယ်ပြီးတော့သူတို့လိုမျိုးယုံသမားចောင်းသမားရှိရလူတွေဆိုလဲဒါလေးရရှိရဟင်းလွယ်ရပါတော့เนาะသူကတော့တော်တော်လေးသဘောကျပြီးတော့ကြိုက်ပါတယ်ရှင် ်ဘွားသားလည်းဒါဆိုသုံးတက်သားလေးသုံးတက်သားလေးနဲ့ဒီဘွားတို့ရဲ့ငပိချင်စက်လက်ဖက်လက်လက်ခံနယ်လေးနဲ့ဆိုလုံးဝရှယ်ပဲလက်အနေလေးယူလာမိတာလက်ဖက်အနေလေးမင်းနဲ့လည်းစား စားကြည့်လုံးဝရှယ်ပဲလို့လိုမျိုးဝတ်သားရောလက်ဖက်ကောကြိုက်တယ်ဆိုလို့ရှင်လေလိုဝတ်လက်ဖက်လေးစားကြည့်ပါလို့ဖားရရဲ့ဒီငပိရှင်စက်လက်ဖက်နဲ့လေးကလည်းတော်တော်လေးအရသာလေးသူကလင်းလင်းပင်ပင်လေးနဲ့ချင်းချင်းဆက်ဆက်လေးစားလို့ကောင်းတော့လေလိုက်တယ်ဟုတ်တယ် xong rồi mấy giờ nè gửi có điện đã bé bốc vậy 写来休息不？

ကဲဆောက်လွတ်လည်ပြီးပြီဆောက်လွတ်လည်အရန်ကောင်းပါရဲ့ဒီဖွားထွေငပီးရှင်ဆက်လက်ဖက်နဲ့လေးကိုဝဲခြင်းနေဆိုရင်တော့ဈေးထဲကကုံစုံဆိုင်တိုင်းမှာအလွဲတခုဝဲလို့ရပါတယ်เนาะပြီးတော့ဒီဟာလေးကလေငပီးရှင်ဆက်လက်ဖက်နဲ့လေးဖြစ်တဲ့အတွက်ဇူးလိုမျိုးဟင်းနဲ့ပဲချက်စားချက်သွားဒါမှမဟုတ်လို့ခြင်းလေဒီလက်ဖက်ထမင်းလေးပဲစားစားပေါ့เนาะရုံးသမားကြောင့်သမားရဲ့အတွက်တော်တော်လေးကိုအဆင်ပြေပါတယ်ဇူးလိုလိုအိမ်ရှင်မရဲ့အတွက်လည်းတော်တော်လေးကိုအဆင်ပြေလို့ဇူးကတော့ဒီမှာတခါတည်းငါးရွဲဝဲလာလိုက်တယ်ပေါ့เนาะ ဒီဖွားထွေးငပိချစ်ဇက်လက်ဖက်နဲ့လေးရာအရသာလဲကောင်းတယ်လို့ဈေးနှုန်းလေးလဲတင့်တင့်နေပေါ့နော်ဒါကြောင့်မလို့စိတ်ဝင်စားရတဲ့လူတွေရာသူဒီဗီဒီယိုလေးရဲ့အောက်မှာ comment မှာပေါ့နော်ဒီ page လေးရဲ့ link ကိုဖုန်းနံပါတ်ကိုဖော်ပြပေးပါမယ်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာဇူးပြန်ပြကြမယ်အားလုံးပဲတတား